လူလူနေစဉ်စားသုံးနေတဲ့ဆာဟာသိပံဝဟာရာဆိုဒီယမ်ကလိုရိုက်ဓာတုသင်္ကေတ NaCl ဖြစ်ပြီးဆိုဒီယမ် iron 40ရာခိုင်နှုန်းခန့်နဲ့ chlorine iron 60ရာခိုင်နှုန်းခန့်ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ironic compound မျိုးဖြစ်ပြီးကမ္ဘာမြေနေရာနှံပြားမှာတွေ့မြင်နိုင်ပါတယ်။သဘာဝအရနှံမဲတဲ့ဆာဟာကြည်လင်တဲ့ပုံဆောင်ခဲတမျိုးဖြစ်ပြီးဖြူရောင်ဘန်းနူရောင်နဲ့မီဂိုနူရောင်တွေရှိတတ်ပါတယ်။ ပုံမှန်အဖြစ်ပင်လယ်ရေတွေစားတောင်တွေစားတွင်းတွေကနေအဓိကထုတ်လို့ရရှိတဲ့စားဟာအစားအစာတွေကိုရာသာရှိစေတဲ့ပြင်အစားအစာတွေတရှိခံအောင်စီမံတဲ့နေရာမှာရောလူကျန်းမာရေးကိုအထောက်အပြုနိုင်တဲ့နေရာမှာရောကုန်ထုတ်လုပ်ငန်းတွေမှာပါအသုံးဝင်အသုံးတွင်နေရာကြောင်းတည်တင်းသမျှစားသူတာတွေကိုကျမနဲ့အတူတူလေ့လာကြည့်ရှုကြပါစို့လို့တိုက်တွန်းလိုက်ပါစေရှင်။ဘာပေါ်မှာထင်ရှားတဲ့စားဒေသတွေကိုပြပါဆိုရင်တော့ American ပြည်ထောင်စုယူတာပြည်နယ်မှာရှိတဲ့ရေငန်အင်ဂျီနဲ့အရှတိုင်းနောက်တောင်ပိုင်းဂျော်ဒန်နဲ့အစ္စရေးကြောင်းမှာရှိတဲ့ပင်လယ်ဒေသတွေကိုပြရမှာပါ။အဲ့ဒီဒေသတွေဟာပင်လယ်သမုဒ္ဒရာတွေနဲ့ဆက်စပ်တည်ရှိနေရမျိုးမဟုတ်တာ ကြောင့်ပါဝင်တဲ့စားပမာဏအလွန်များပြားနေတဲ့အတွက် လူခန္ဓာကိုယ်ကိုရေထဲနှမြုပ်အောင်လုပ်တာတောင်မနှမြုပ်နိုင်တာတွေ့ရမှာပါ။ဘာပေါ်မှာအကြီးဆုံးစားရင်းတွေကိုပိုင်ဆိုင်ထားတဲ့ပိုလန်နိုင်ငံမှာစားလွှာတစ်ခုဟာမိုင်900ရှိပြီးမိုင်20ကျဲတဲ့အပြင်ပေ1200လောက်ထူတယ်လို့လည်းသိရပါဗျ။ဆိုခဲ့တဲ့ပိုလန်ဒီတာမှာ73ရာစုကလေးကစားကိုတူဖို့ထုတ်ခဲ့တာဖြစ်ပြီးစားလုပ်ငန်းတွေတည်ဆောက်ထားတဲ့ထူခြားလာပါတဲ့မြောက်မျိုးကြီးမှာလူသားရုံတွေလူနေအိမ်တွေပြားရှိကိုကြောင်းတွေစားတဲ့အစားအုံတွေအလုံးကိုတိန်တော်စားနေတာတည်ဆောက်ထားတာဖြစ်ပါတယ်။နေရာတကာပါလီယာလုတ်တဲ့သူကိုပကူစားလို့တင်စားရတဲ့ဒီနံပါတ်ကြီးခဲ့တဲ့ပကူဒေတာအတွက်စားဟာ1945ခုနှစ်လောက်ကလေးကထုတ်လုပ်ခဲ့တာဖြစ်ပြီး ြီးဒီကနေ့အထိဒေတာတွေမှာထုတ်လုပ်ရောင်းချနေစေဖြစ်တယ်လို့လည်းသိရပါတယ်။စားပေါက်တဲ့မြေကိုချစ်ယူရေဖြောပြီးဖွဲ့မိကိုအုံပြုချက်လုပ်ရတဲ့ချက်စားကိုပုံမှန်ရာသီဥတုမျိုးတွေမှာတပိုရဲလာဇန်ကနေတကူလာကုန်ထိချက်လုပ်ရောင်းချကြတယ်လို့လည်းသိရပါတယ်။ဒီကနေ့ခေတ်မြန်မာတိုင်းငံလုံးတိုင်းဒါရစားလုပ်ငန်းကိုအကြီးကျယ်လုပ်ကိုင်းနေတဲ့ဒေတာတွေကတော့ ERI တိုင်းဒေတာကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေတာကြီးတို့လိုပင်လယ်ကမ်းရိုးတန်းဒေတာတွေဖြစ်ပြီးပင်လယ်ရေကိုလွယ်တကူရရှိနိုင်တာကြောင့်တဘာဝနေလန်းစားတွေကိုအဓိကထုတ်လုပ်နေတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံပန်ချက်ဒေတာမှာရှိတဲ့ကြောက်တောင်ကြောက်တုံးတွေကရတဲ့တွင်ထွက်စားဟာ န်းရောင်တန်းနေတာကြောင့်ပန်းရောင်စားလို့ခေါ်ပေါ်ကြတယ်လို့ဟီမဝင်နာစားဖြစ်လဲလူတီများလာပါတယ်။ကျမတို့ပါဝင်တရှိတဲ့တော်ရီရဲ့ကုခနာအတွက်စားတက်ကိုမရှိမဖြစ်လိုအပ်ရတဲ့အကြောင်းတစ်ခုကကျမတို့စားနေတဲ့စားရီကိုခြေဖြတ်ဖို့လိုအပ်တဲ့ဟိုက်ဒရိုကလိုရီအက်ဆစ်ကိုစားကနေရရှိလာကြောင်းပါ။ကျမကြီးပညာရှင်တွေရဲ့အဆိုအရကျမတွေလူတယောက်ဟာနေစဉ်စား6ဂရမ်၊ထမင်းစားစုံတစ်စုံထပ်ပိုပြီးမစားသင့်ပါဘူး။ကျမတို့စားသုံးနေတဲ့ဆိုဒီယမ်ပမာဏဟာအိမ်သုံးစားသက်သက်မှတည်းမဟုတ်ပဲ။တဘာဝအစားစားရီဖြစ်တဲ့အသားစိမ့်တွေ၊ပင်လယ်စားရီ၊ဥတွေ၊လူထွက်ပစ္စည်းတွေနဲ့အသီးအရွက်တချို့မှလည်းပါဝင်နေတယ်လို့အတင်စားအစားစား တွေမှာလည်းပါဝင်နေတာကြောင့်တနေ့တနေ့စားပမာဏဘလောက်စားနေတယ်လဲဆိုတာအတိအကျသိရဖို့ခလာပါတယ်အသင့်စားအစားစာ100ဂရမ်မှာဆိုဒီယမ်1ဂရမ်လို့ပြထားရင်ပါဝင်တဲ့စားပမာဏ2.5ဂရမ်ရှိတာကိုသိရပါမယ်အဟာရဗေဒဆိုင်ရာပညာရှင်တွေကတော့စားပါဝင်မှုများတဲ့အစားအစာတွေကိုရှောင်ကျဉ်ဖို့ညွှန်ဆိုကြပြီးတနေ့အောင်ရွယ်ကလေးငယ်တွေဟာကြောက်ကတ်တွေလုံလုံလောက်လောက်မဖွင့်ပြိုးသေးတာကြောင့်ကလေးတွေကိုကျွေးမဲ့အစားအစာတွေတဲ့စားလုံးဝမထည့်သင့်တဲ့အကြောင်းကိုလည်းအတိပေးတိုက်တွန်းထားပါရရှင်